အိမ်မြန်သေးချာပြန်နော်ကောင်းလေသေးချာမောင်းပါနော်ကျမလည်းဒီနေ့အိမ်မပြန်ဖြစ်တော့ဘူးနော်ဟမ်အိမ်မပြန်တော့ဘယ်သွားမှာလဲကျမဒီနေ့အပြင်ထွက်ပြီးထမင်းစားမှာမင်းကဘယ်လိုထမင်းစားမှာလဲကျမစိတ်ဝင်စားနေနေရှင်ရဲသွားတော့မှာမလားသွားတော့မှာဖြစ်သွားတော့ကျမစိတ်ပူမနေနဲ့မင်းကမင်းနေတာဘယ်လိုသွားစားမှာလဲယောက်ျားလေးနဲ့လားမိန်းကလေးနဲ့လားယောက်ျားလေးနဲ့လေဟမ်ယောက်ျားလေးဟုတ်တယ်လေကတော့မင်းမသွားအောင်ကျမသူနဲ့တော့ချိန်မိတော့ပြီမသွားလို့မကောင်းဘူးဘာမကောင်းတာရှိလို့လဲမင်းမသွားရင်ရပြီ အဓိကကသူကကျွန်မကို၃သိန်းလွှဲပေးထားတယ်လေဟမ်သူကဘာလို့မင်း၃သိန်းလွှဲပေးတာလဲအဲ့ဒါလေရှင်ဂရုစိုက်မနေနဲ့ငါဘာလို့ဂရုမစိုက်ရမှာလဲခဏလေးအမင်းကော၆သိန်းလွှဲပေးလိုက်မယ်နော်မဲအကောင်တစ်ခါတည်းမောင်းထုတ်လိုက်နော်ရောလွှဲပေးလိုက်ပြီရှင်ဂရုစိုက်မနေနဲ့ရှင်မလားရှင်ရက်သွားတောက်တော့တော်ရင်ကမတော်တော့ဘူးငါအစာရင်နာနေတာအော်အဲ့ဒါဆိုရှင်ကမတောက်တော့ဘူးပေါ့ဘာလို့တောက်အောင်မလဲတော်ပြီအိမ်မြန်ကြီးစာမျိုးပဲတောက်တော့မယ်သွားကမောင်းတော့ အဲ့ဆိုလည်းဟုတ်ပြီလေကျမမောင်လေးကျမလှမ်းပြီးတော့ပြောလိုက်အောင်မလားဖြစ်တော့တဲ့အကြောင်းလေးဟမ်မင်းမောင်လေးဟုတ်တယ်လေအရင်လာသူကျမစီကတုံးသိန်းချိထားတာအဲ့ဒါအခုတုံးသိန်းပြန်ဆက်တာနောက်ပြီးတော့ तू ကသမင်းခေါ်ကျွေးနေရလေကျမအဲ့ဒါသွားမလို့လုံနေရှင်ရအခုလို့ဖြစ်တော့ကျမမသွားဖြစ်တော့ဘူးကိုအဲ့ဒါလမ်းပြောမလို့မလုံနဲ့မလုံနဲ့သွားမယ်ငါတို့သူသွားမယ်ငါတို့သူ့ကိုမူးအောင်ဟိုးတိုင်မယ်ရှင်ပြောတော့အစာရင်တော့လို့ရက်တော့လို့မရတော့ဘူးဆိုအခုကအစာရင်မနာတော့ကောင်းနေကြပြီရင်ပတ်တဲ့အောင်းလေးသွားကားဝဲမောင်းတော့